ဟုတ်ပြီအားလုံးပဲဒီနေ့ day 8လေးကိုဟိုပါဝင်ပြီးတော့လှုပ်ဆောင်မှုအတွက်စင်သစ်ဖြစ်နေပြီလားတတကြွကြွလေးပါဝင်ဖို့စင်သစ်ဖြစ်နေပြီဆိုလို့ရှိရင် yes ဆိုပြီးတော့ချက်ပေါက်ကလေးမှာမှတ်ပေးပါဦး Okay အားလုံးအားလုံး yes ဟုတ်ပြီဆက်မယ်ဆက်မယ် yes 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 ဟုတ်ပြီနော် ဟုတ်ပြီ။အဲဆိုရင်တို့ဒီချိန်လေးကိုတက်တက်ကြွကြွနဲ့လေ့လာလိုက်ကြရအောင်။ဟုတ်ပြီ။ Yes. Okay. ကျေးဇူးတင်ပါတယ်။နော်ဒီမှာဒီလိုမျိုးအဆုသေးသေးတရားနဲ့အများအဲ့လိုပေါ့နော်။အဘနေရပဲလုံးလုံးသေးချလိုက်တဲ့သူတွေရှိရင်ဒီမှာအများကြီးဆက်လုပ်ပြီးမယ်ပေါ့နော်နောက်ထပ်ဒါပြီးနောက်ထပ်အများကြီးကောင်းတဲ့အစီအစဉ်တွေရှိသေးရပေါ့နော်ဟုတ်ပြီဟုတ်ပြီ ဲ့ဒီကြတော့ကကျမတို့ဒီနေ့ကချီရမြောင်းလေးကိုရောက်ရှိလာပြီဖြစ်ပါတယ်။အထူးသဖြင့်မနေ့ကကြတော့ဒီနေ့ရကြမနေ့ကကြတော့တရားထိုင်မှုတော့နော်ဟိုတနေ့ကကြတော့ကိုလက်စထရောရောကြခြင်းတဲ့သူတွေအစီပိုတွေချွတ်ချခြင်းတဲ့သူတွေပိန်ခြင်းတဲ့သူတွေအတွက်လုံလို့ရတဲ့မှုတော်လေးခုကိုပြောပြထားရပေါ့နော်။အခုကတော့ကျမတို့ဒီနေ့ဒဲအိတ်မှာတော့ကိုအလေးချိန်တိုးလို့သူတွေအတွက်မှုတော်တမျိုးကိုပြောပြပေးသွားမှာဖြစ်ပါတယ်နော်။ โอเคစက်ကြည့်ကြမယ်အဲ့ဒါကိုဘလို့ခေါ်လို့ရှိလဲဆိုလို့ရှိရင်အမြေမှုတွာလို့ခေါ်တယ်ပေါ့เนาะဟုတ်ပြီဒီမှာတော့ဒီဥစ္စာကဒါစွန့်အင်ကုထုံးမိုင်းဆိုင်ရာကိုယ့်ရဲ့လက်ဖွားကိုကိုသုံးပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကဓာတ်ကြီးတွေကိုညှို့မြတ်တာအောင်ပြုလုပ်တဲ့ပညာရက်တွေပေါ့เนาะဟုတ်ပြီအဲ့ဒီအခါမှာကိုရီးယားသာလွယ်လွယ်သင်နေရတယ်ဆိုပေမဲ့ရှာဖွေခဲ့ရတဲ့သူတွေကတော့လွယ်မယ်လို့တော့မထင်ဘူးပေါ့เนาะဘာဖြစ်ဖြစ်ခုခေတ်မှာသူတွေက အချိန်တိုလေးအတွင်းမှာတော်တော်များများလေးကိုတင်ယူလေ့လာနိုင်ခွင့်ရရှိနေပြီပေါ့နော်။ဟုတ်တနေ့ကနေမှုတွာကဲနော်အဲ့ဒီမှုတွာ ဆိုလို့ရှိရင်ဘယ်လိုလဲဆိုရင်ကျမတို့အနေနဲ့ဒီခန္ဓာကိုယ်မှာအသုံးပြုခြင်းမိမှုတွာနေမှုတွာပေါ့နော်အသုံးပြုခြင်းအားကြောင့်ခန္ဓာကိုယ်ရဲ့မိတ္တလေးကိုအားကောင်းလာစေတယ်။တန်သူ့ကိုတန်းလှုပ်ခြင်းအားကြောင့်တော့ပိန်သွားမယ်လို့ဆိုလိုတာမဟုတ်ဘူးဆိုပေမဲ့ ခန္ဓာကိုယ်အတွက်ပိန်စေဖို့အတွက်အကူအညီတွေတော်တော်များများပေးမယ်ပေါ့နော်အခုဒီအဲဒီမှုဒွာလေးကမင်းမှုဒွာလေးကလည်းကိုယ်ခန္ဓာကိုယ်မှာလိုအပ်နေတဲ့အားအိမ်လေးတွေပြည့်လာဖို့အတွက်အကူအညီပေးမှာဖြစ်ပါတယ်နော်ကဲအဲ့ကြတော့ကဒီပရိသဘီမူဒရာပေါ့နော်ဒီမူဒရာလေးကအာဘယ်လိုလုပ်ရလဲဆိုလို့ရှိရင် ဒီလိုလေးလှုပ်ဆောင်ရပါတယ်เนาะအဓိကအားဖြင့်ဆိုလို့ရှိရင်အဲလက်တကြွေရဲ့လက်မရဲ့ထိဆက်ထားရမှာ ဖြစ်ပါတယ်အဓိကအားဖြင့်ဆိုလို့ရှိရင်သူကမြေတအကောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမြေတနဲ့သက်ဆိုင်တဲ့ဒီ root chakra ပေါ့နော်အမြင့် chakra ကိုလည်း healing လုပ်ဖို့အတွက်တို့အားဖြင့်ဖို့အတွက်ဒီမှာလေဒီ mudra ကိုသုံးလို့ရတယ်တဲ့ အဲ့လိုနော်ဟုတ်ပြီအဲ့တော့ဒီဘက်မှာကျမရေးအတွက်ရော energy အတွက်ရောချက်ကရတွေအတွက်ပါတစ်ခါလေးထည့်ပြီးတော့ပြောသွားပေးရပါတော့ဟုတ်ပြီအဲ့တော့ဒီမူဒွာကခန္ဓာကိုယ်မှာရှိရဲ့မြေဓာတ်ကိုထိန်းကြီးပေးရပါတော့ကိုယ်ခန္ဓာကိုခိုင်ခန့်စေရဥမာတို့အမြင့်အားကောင်းနေဆိုတဲ့တစ်ပင်တစ်ပင်ကလေတိုက်တိုက်ဘလောက်လေတိုက်တိုက်လဲဖို့ခတ်တယ်လို့မျိုးသူကိုယ်တိုင်လည်းပွင့်နေအသီးတွေကောင်းကောင်းပွင့်နိုင်အသီးနိုင်ပြန်ရှိတယ် အအမြင့်ကောင်းကောင်းနဲ့တစ်ပင်တစ်ခုအားဒါကျမ်းပါတယ်တည်ငိမ့်နဲ့လို့မျိုးပေါ့နော်ပြီးွားတဲ့ခါမြေတက်ကို အပြည့်အဝရရတယ်ပေါ့နော်ခေအဲ့လိုပြောလို့ရတယ်ခေအဲ့ကြတော့ကဒီမှုထွာကကိုကိုကံအာအိမ်ဖြစ်တင်းပေးနိုင်စွမ်းရှိတဲ့ခန္ဓာကိုကြံ့ခိုင်တမာလာစေတဲ့စိတ်တည်ငြိမ်မှုကိုလည်းပေးဆက်နိုင်မှရှိတဲ့မှုထွာတစ်ခုဖြစ်ပါတယ်နော်ဟုတ်ပြီဒီပရတ္တိဆိုတဲ့ဥစ္စာအဲ တက္ကတဘာသာအဖြစ်ဆိုမြေကြီးလို့အဓိပ္ပာယ်လေရတယ်တဲ့မြေကြီးဆိုတာဟာခိုင်ခက်နဲ့အဲအမှန်ရှိရဲ့တည်ငြိမ်ငယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေကိုလည်းကိုစားပြုတယ်ဒါကြောင့်မို့လို့ဒီမုဒ္ဒွာလေးကကိုယ့်ကိုအာခိုင်ခန့်စေတဲ့စွမ်းအားအားဖြစ်စေတဲ့စွမ်းအားလေးကိုပေးမှာဖြစ်ပါတယ်နော်โอเคဒါကြောင့်အကြတော့โอเคအဲ့ဒီကြတော့ဂါဒီမြင်မှုတွာကိုဟိုလုံဆောင်မှုလေးကိုလည်းတိခဲ့ပြီး ဒါအဓိကဘာဖြစ်လို့ရှိရင်ဟိုပွဲဝိုက်ပြီးတော့ဗောနော်ကိုလေးချိန်တိုးတိုးစားနေရသူတွေသူတွေအတွက်လည်းအကူအညီပေးနိုင်အစွမ်းအင်အားဖြင့်ဗောနော်စွမ်းအင်အားဖြင့်အကူအညီပေးနိုင်တယ်ကို့အနေနဲ့စိတ်ပိုင်းရုပ်ပိုင်းတွေကျန်းမာစေဗောနော်အလိုချိန်ဒီမှာတုံးရမလဲဆိုလို့ရှိရင်အားရင်ပင်မနေတဲ့အချိန်တွေကိုလေးချိန်တိုးလို့တဲ့အချိန်တွေအားအိမ်မရှိတဲ့အချိန်တွေဗောနော်ပင်မနွမ်းနေတဲ့အချိန်တွေမှာလည်းတုံးလို့ရတယ်တဲ့ အဲ့လိုပေါ့နော်။ကဲညီမကောင်းမှုကြည့်ရင်တော့ဒီလိုမျိုးဓာတ်ပန်းဆိုင်ရာမှုတွားလေးတွေကအကြီးကျယ်ဖျားနေရင်တော့မလုပ်သင့်ဘူး။တက်တာတဲ့အချိန်လေးတွေမှာပဲလုပ်ရင်ပိုကောင်းနေတဲ့။နော်။15မိနစ်လောက်ကနေစပြီးတော့မိမိနိုင်တဲ့လောက်ကိုကြိုးစားလို့ရပါမယ်။တမားဆက်ဆက်ပုံရဆိုလို့ရှိလို့ရှိရင်သူကအာလက်တကြွယ်နဲ့လက်မောက်ထိထားတာပေါ့နော်ဒီခန္ဓာကိုယ်မှာရှိတဲ့မြေတက်ကိုအာကောင်းအားစေတယ်ဟုတ်ပြီနော်ခေအကြတော့ကဒါလေးတွေကနောက်မှဖတ်လိုက်ပါနော် ။နောက်ပြီးအဲ့ကြတော့ကပုံမှန်လှုပ်ဆောင်ခြင်းအပြင်ရနိုင်မဲ့အကျိုးကျေးဇူးတွေဆိုလို့ရှိရင်ပါတယ်ဖြစ်မလဲဆိုရင်ခန္ဓာကိုယ်ကြံ့ခိုင်ခိုင်မာအပြည့်စီရဲ့ပေါ့နော်။ခန္ဓာကိုယ်ခန့်ခန့်စီဖို့အားဖြည့်စီဖို့လိုအပ်တဲ့သဘာဝစွမ်းအားလေးတွေကို ပိုအားကောင်းစေတယ်။နော်ဒါကြောင့်မို့လို့ပင်မနွမ်းနယ်မှုတွေရောကြရောကြပြီးတော့လန်းဆန်းစေတယ်ပေါ့နော်။ ပြီးသွားတဲ့ခါကျရင်ကိုယ်လေးချိန်တို့ကိုကူညီပေးတယ်ဆိုတဲ့ဥစ္စာဝုန်းဆိုပြီးတောင်းလာစီဖို့ဆိုလိုတာမဟုတ်ဘူးဒီကအပြင်ခန္ဓာကိုယ်ရဲ့ဖြစ်စဉ်တွေဇီဝဖြစ်စဉ်တွေကိုသူကထိန်းနှိပ်ပေးတယ်ပေါ့နော်โอเคအဲ့ဒါကြောင့်မို့လို့ကိုလေးချိန်တို့ကိုစူးစမ်းနေရဆိုတဲ့သူတွေအတွက်အထောက်အကူဖြစ်စေနိုင်တယ်တဲ့တဘာဝဓာတ်ဖြစ်ပြရနော်တဘာဝဓာတ်တွေအလုံးထဲမှာမြေကြီးဓာတ်ကကိုပြည့်လေလေပြည့်လေလေပိုကောင်းလေလေပဲနော်อืม ။စပင်းရေပြားနဲ့ကျမကြီးကိုလည်းကောင်းစေတယ်။အယိုးအစစ်ကိုလည်းတန်ပါစေတယ်။ပြီးသွားရင် စိတ်ကြည်နေမှုစိတ်တည်ငြိမ်မှုနဲ့โอเคပြီးသွားရင်ဒီစိတ်ပိုတည်ငြိမ်တယ်လူတည်ငြိမ်တယ်သာတဖြစ်မော်နော်လောကရန်ခန္ဓာရည်စွမ်းရှိရဲအဲ့ဒါမျိုးတွေအလုံးမှုလဲဒီမြေကြီး energy အကောင်းရင်အဲ့ဒီလူဟာပို့ပြီးတော့အဆင်ပြေရပေါ့နော်ခေပြီးဝိုင်းကိုပါယုံကြည်မှု ကိုလည်းပို့ပြီးတော့မြင့်တက်စေနိုင်တယ်ပြီးရင် safety ပေါ့နော်ကိုကလုံခြုံနေအေးဆိုတဲ့စိတ်ကိုလည်းပို့ပြီးတော့အားကောင်းလာစေတယ်ပြီးရင်ကိုခန္ဓာကိုယ်မှာရှိနေတဲ့ချိုးတဲ့နေတဲ့စွမ်းအင်တွေကိုလည်းဖိရရမှာအာအဆင်ပြေတယ်တဲ့ပြီးသွားတဲ့အခါကျရင် root chakra healing ပေါ့နော်အဲ bi chakra healing လည်းရဖို့ရမှာအသုံးပြုလို့ရပါတယ်ဟုတ်ပြီနော်ကြည့်အဲ့ကြတော့က energy healing လို့အဲ meditation meditation လို့ဘာလို့ပဲပြောပြောပေါ့ကို့အနေနဲ့တိထပ်ပို့ပြီးတော့စိတ်ပိုင်းရုပ်ပိုင်းညီများကြီးကြက်မှကြင်သားလို့ဒီအယူဆတွေလေ့လာကြတယ်ပေါ့နော်အဲ့တော့ကိုရတဲ့ဒီ training တွေကိုဘလောက်ပဲတက်တက်ဒီ training တွေမှာအတန်းဆယ်တန်းပဲတက်တက်အာနမကြီးဆရာတွေကိုဘလောက်ပဲတက်တက်တဲ့အကိုဟာ healing ဖြစ်သွားလားကိုဟာ healing ဖြစ်နေလားပေါ့နော်ကိုဟာပြောင်းလဲတိုးတက်နေလားဆိုတာကိုဘလို့အချိန်ဒီမှာစစ်စေးသိရှိရနိုင်လဲဆိုလို့ရှိရင် အဲ့လိုမျိုးပေါ့ကိုဘွားမှာပေါ့နော်အခက်ခဲကြုံလာတဲ့အချိန်နေကိုဆုံးဖြတ်ရမယ်ဆိုတဲ့အချိန်နေအဲပြီးသွားတဲ့အခါကျရင်ပေါ့ဒီအကိုစိတ်ဆိုးတတ်တဲ့အရာတွေစိတ်တူတတ်တဲ့အရာတွေအဲ့လိုမျိုးလူတော်တော်များလေးမှာခလုတ်လေးရှိရပေါ့နော်ဟာသဖြင့်ပေါ့အဲ့ဒါလေးတွေကဒီ तू आर healing ဖြစ်လာတဲ့အများအော်သူ့ကိုလာစိတ်ဆိုးအောင်လုပ်တယ်ဆိုတဲ့သူကိုသူ့ရဲ့တုံ့ပြန်ပုံတွေကမတူတော့တာကိုတွေ့ရမယ်အဲ့လိုမျိုးเนาะ အဟီးလင်းနေတဲ့အလိုက်တက်တဲ့အဲ့ဒီအတန်းကြီးအကုန်လုံးတက်မယ်အဘူပတနာကြီးလည်းသွားထိုင်အောင်မယ်ဒါပေမဲ့စိတ်တွေကလည်းအရင်လိုမျိုးဆက်တုံးဒေါသတွေကလည်းကြီးလုံးလောဘတွေကလည်းကြီးလုံးပြဿနာတွေကလည်းရှားတော့ဟိုတက်နေရတော့ energy အတန်းကြီးအိမ်လုံးကိုမှွေတော့ဘောနော်အဲ့လိုမျိုးလူတွေနည်းနည်းများတော့တို့တွေငငယ်ကနေခုတည်းဆိုမြင်ရဘူးမှာပါ။ Okay အဲ့ကြတော့ကအဲ့လိုမျိုးကြည့်မယ်ဆိုရင်တော့ဒါဟာ သူလုံနေတဲ့အရာတွေနဲ့သူပြစ်နေတဲ့အရာတွေနဲ့ဒါမကိုက်ညီဘူးလို့ဆိုလို့ရတယ်ပေါ့နော်အဲ့ဒါတော့ဟုတ်ပြီကိုကအတန်းဘလောက်ပဲတက်တက်ဘလို့ပဲပညာသင်ယူနေနေ9မိနစ်စာဗီဒီယိုလေးကိုပဲကြည့်ကြည့်ကိုကိုဒါပြုစုပြောထောင်နေရပဲပေါ့နော်အဲ့ဒါတော့ကစောနာလိုမျိုးကိုတကယ်ကိုဒါဒါမျိုးတွေကိုသင်ပြီးတော့ကို့ဘဝထဲမှာသုံးနေသုံးနေရင်းနဲ့တကယ်ကိုပြောင်းလဲလာပြီလားပေါ့နော်ပိုးအနေနဲ့ငိုစရာတွေကိုပြန်တွေးတဲ့အခါကျလို့ရှိရင်ငိုကျင်သေးလား အာပြီးွားတဲ့အခါကျရင်တစ်ခနဲ့ရှိရင်အားငယ်နေသေးလားပြီးွားတဲ့အခါဘလို့ဘလို့ဘလို့အရာတွေကိုကိုယ့်ရဲ့အတွေးခေါ်ယူစားတွေကဘလို့လဲပေါ့နော်အဲ့အရာတွေကိုသေချာကြည့်လိုက်ခြင်းအပြင်ငါအခုတန်းနေတက်နေတာပညာတွေသင်နေတာ meditation တွေထိုင်နေတာငါအလုပ်လုပ်ရလားပေါ့နော်အဲ့ဒါကိုသေချာသိနိုင်မှာဖြစ်ပါတယ်နော်အဲ့ကြတော့က တကယ်တကယ်တန်းကပင်တန်းတွေအများကြီးသွားတက်ပညာတွေအများကြီးသွားတက်တာကိုအနေနဲ့တခုခုတိုးတက်လာဖို့ပေါ့နော်အဲကြတော့တချို့သောအချိန်လေးတွေမှာကိုဘယ်လောက်ပြောင်းလဲလာလဲဆိုတာကိုကြည့်ရှုပြီးတော့အဲတကယ်လည်းပြောင်းလဲလာရရှိရဆိုလို့ရှိရင်လည်းတို့တွေကဂုံယူနိုင်ကြမှာပါနော်တကယ်လို့မပြောင်းလဲဘူးဘာပဲတက်တက်ရင်တော့အတိုင်းပဲရင်တော့အတိုင်းပဲရင်တော့အတိုင်းပဲဆိုရင်တော့ကိုလုံးနေတဲ့အရာတွေက ေါ်ရန်လေးပဲလိုက်ကြည့်နေရလို့ပြောလို့ရတယ်တကယ်လည်း healing မဖြစ်တယ်လို့တကယ်လည်းဘာမှမရဘူးလို့ပြောလို့ရမှာပေါ့နော်အဓိကအပြည့်ဆို energy healing ဖြစ်တယ်ဆိုတဲ့သူတွေကသူတို့ကဒီမှာပြောပြတယ်ဒီမှာဒီမှာပေါ့နော်သူက log gram energy တွေလောက်တိုင်းလဲ log gram ဆိုတာရှိတာပဲအဲ spiritual level အရင်မြင့် powerful တွေလဲ log gram ရှိတာပဲ powerful ဖြစ်နေလေ log gram test ကပူတော်ကြီးကြီးရဲ့ ။ဒါပေမဲ့သူတို့ကဘာလို့သူတို့ရဲ့တက်သူတို့ရဲ့လှုပ်တအားပေါ့နော်လှုပ်ခတ်တာဘာလို့မတွေ့ရတော့တာလဲဆိုလို့ရှိရင်သူတို့ကတည်ငိမ့်နေ။စသဖြင့်ပေါ့နော်မဟာမေကြီးပမာပေါ့စသဖြင့်ဘလို့ပဲပြောပြောခံခန့်နေ။ပြီးွားရင်ကိုကိုထိန်းချုပ်နိုင်နေ။အရင်တော့ကမထိန်းချုပ်နိုင်စေခဲ့ကမူဒီလို energy healing တွေလုပ်အပ်ပြီးမှသူဟာထိန်းချုပ်လာနိုင်စွာရှိကိုရှိရမှာ။တတိလေးရတူတူနည်းနည်းလေးပဲတူတူပေါ့နော်။ โอเคအဲ့ဒါအဲ့လိုပုံစံမျိုးပေါ့နော်ဥမာအရင်တော့ဒီကိစ္စနဲ့ပတ်သက်ပြီး1နဲ့တက်တယ်ဆိုလို့ရှိရင် energy ရှိတဲ့ညလှုပ်လာလှုပ်လာလှုပ်လာပြီးမှာတော့ဒီကိစ္စကိုကြည့်ရင်ပုံမှန်ပဲအဲ AC ပဲပျော်စရာလို့တောင်မြင်နေဆိုတဲ့အထိကိုယ့်အတွက်ဖြစ်သွားရမှာပေါ့နော်ဒီအဲ့ကြတော့ကကိုလုံးနေရဲ့အရာတွေတိုးရှိမရှိရာကိုရဲ့စိတ်တွေအခြေအနေတွေလောကရန်အခြေအနေတွေစာမှုပွဲတွေရှိတဲ့အခါမှာကိုဖြတ်တန်းပုံတွေအဲ့လိုမျိုးပေါ့နော်အဲ့ဒါကိုကြည့်ရှုပြီးတော့ကိုအနေနဲ့ healing ဖြစ်မဖြစ်တွက်ချက်လို့ရပါတယ်เนาะโอเคအဲ့ဒါဒီမှာဆိုလို့ရှိရင် तू ဟာအာတကယ်တကယ်သူ့ကိုလေ့ကျင့်နေဆိုတည်ငြိမ်နေအေးချမ်းနေခိုင်ခန့်နေเนาะအာโอเคအဲ့ကြတော့ကတည်ငြိမ်နေအေးချမ်းနေခိုင်ခန့်နေဆိုတဲ့အရာတွေတော့လုံနေရဆိုပေမဲ့ကိုကအာဂရင်ဂရင်မူလိုက်ယူလိုက်ပလက်လန်လိုက်မှတ်ကုန်မှတ်လိုက်ပေါ့နော်ပြုလဲလိုက်ဟွာဖြစ်လိုက်ဖြစ်နေမယ်ဆိုလို့ရှိရင်တော့ကိုလုံးနေရာတွေကအာတည်တည်ချာချာဘဝအခုအဲထဲမှာမရောက်သေးဘူးလို့ပြောလို့ရမယ်နော် ကဲအဲ့ကြတော့ကအာ okay အာအင်အလုံးမဲ့နားလဲလားပေါ့နော်နားလဲလို့ရှိရင်နားလဲပါတယ်ဆိုတာလေးကို messenger လေးအဲဆာချက်ပေါက်လေးမှာမှန်ပြုံးနော်ကဲကျမဘယ်နားလဲတယ်မလားကဲအကြတော့ကကိုရီချင်းတိုးတဲ့တိုးလို့တဲ့သူတွေစိတ်မလုံးကြုံတဲ့သူတွေမတည်ငြိမ်တဲ့သူတွေအားလုံးအားလုံးပေါ့နော်သုံးခုရပါတယ်နော်ဟွန်းအဲမက်ဒီတေးရှင်းလေးကိုတွားလိုက်ရအောင်နော်โอเคဒီမှာခိုင်ခန့်နေဆိုတဲ့အပိုင်းလေးပါလာတဲ့အတွက်ကျွန်မ ဟိုအဲ့ဒီဟာလေးပါပေါ်ပေါ်လာတာပေါ့နော်โอเคအဲ့ကြတော့ဒီကအဖြစ်ဆိုလို့ရှင်ဒီထွေနေတက်တာအချိန် ပေးရတယ်ချိန်ပေးရတယ်မနစ်ကရဲ့ကျမကြီးမနစ်က9ရဲ့ကျမကြီးမနစ်က9ရဲ့ငွေကြေးရှင်နေမနစ်က9ရဲ့စိတ်ကြီးအချိန်နေပိုကောင်းလာလားမကောင်းလာလားမကောင်းလာဘူးဆိုလို့ရှင်တော့ငါတက်နေရဘာလွဲနေရလဲပေါ့နော်အဲ့လိုမျိုးလေးချိန်ကြီးပါနော်ကိုကအချိန်နေပြီးပြီးတော့မှလေလာလိုက်စားနေပြီးတော့မှတော့ပြောင်းဖို့ပြောင်းရမယ်အဲ့လိုနော်အကောင်ဘက်ကိုဖြည့်ရမယ်ပေါ့နော်ဟုတ်ပြီ ကဲအဲ့ကြတော့က meditation လေးထိုင်ရအောင်တကယ် healing ဖြစ်လာတယ်ဆိုတော့ तू ကသူ့ရဲ့အပြုအမူအပြောအဆိုဘာတွေကတနေ့တနေ့ upgrade ဖြစ်လာအဲ့လိုပေါ့နော် do you call energy နော်အဲ့ဒါကြောင့်မို့လဲ healing ကိုလူတွေကအချိန်ပေးပြီးလုပ်ကြတာပေါ့နော်လူတိုင်းက energy healing energy healing ပဲဖြစ်ပါ healing ပဲဖြစ်ဖြစ်လုပ်ဖို့လိုတယ်ပေါ့နော်โอเคအဲ့ဒါမှအလွယ်ဆုံးနဲ့အစွမ်းဆုံးကတော့ meditation ဖြစ်ပါတယ်နော် ။ကြည့်အကြတော့ကအခုအလုံးမဲ့ meditation လေးထိုင်မယ်ဝဝလေးရှူသွင်းမယ်ဝဝလေးရှူထုတ်မယ်။ဟုတ်ပြီကိုမြေဓာတ်ကလေးကိုဒီနေ့မှာအဖိတ်လိုက်ကြရအောင်အားလုံးပဲဒီနေ့မှာကိုခန္ဓာကိုယ်စိတ်နှလုံးမှာမြေဓာတ်ကိုအဖိတ်မယ်ရူချက်ကရလေးကိုအဖိတ်မယ် ဲ့ဒီလို energy အဖြစ်ရင်းနဲ့ပြောင်းလဲတိုးတက်လာမယ်ကိုဘွားရဲ့အခြေအနေတွေကိုရဲ့စိတ်ထားတွေကိုရဲ့ဒုက္ခယူဆပုံတွေအကျင့်တွေကိုလည်းအကောင်းဆုံးအဖြစ်ကိုပြောင်းလဲဖို့လက်ခံတယ်နော်ဘဝလေးရှူသွင်းမယ်ရှူထုတ်မယ်လမကိုရဲ့လက်ကလေးကိုလမရဲ့လက်တကြွယ်လေးရဲ့ကိုထီုံလေးထိထားပြီးတော့လက်နှစ်ဖက်ကိုဘယ်ပေါင်နဲ့ညာပေါင်ပေါ်မှာတင်ထားမယ်ခါလေးကိုမမတ်ထားမယ် ဉာဏ်လုံးလေးကိုမေးစေချောကိုရှောအပြင်းလေးရှုဟာဆိုပြီးတော့၃ကလောက်ရှုထုတ်လိုက်တနေ့တာလုံးငယ်စိတ်ရှုပ်ထားသည်။အလုံးငယ်ကိုယ်နဲ့ခဏလောက်ခွာလိုက်မယ်အလုံးကိုမှုတ်ထုတ်လိုက်မယ်ပြီးသွားရင်ငြိမ်ငြိမ်လေးတိတ်ဆိတ်စွာမက်ဒီတေးရှင်းလေးထိုင်နေပါမယ် မူရာမက်ဒီတေးရှင်းကိုဘာလို့တင်ရအခုပထမဦးဆုံးပေါ့နော်ရက်ရှည်မျှတဲ့ free season မှာပြောပြရတာလဲဆိုရင် silent meditation ကကိုယ့်ကိုအယံကိုခွန်အားဖြစ်စေတယ် spiritual ဘိုင်းမှာအယံကိုခွန်အားဖြစ်စေတယ်တဲ့ကဲအဲ့ဒီကြတော့ကအဲ့လိုမျိုး meditation ကိုငြိမ်ငြိမ်တက်တက်ကိုမှအကောင်းဆုံးလုပ်နိုင်ဖို့ကိုဒီမှုတော်ကအယံကူညီပေးတယ်ကိုအနေနဲ့ meditation လေးလေးလုပ်ဖြစ်မယ် မုဒ္ဒရာရဲ့ဓာတ်ပိုင်းဆိုင်ရာစွမ်းအင်လည်းရမယ်ဆိုတော့ဒါကကို့အတွက်တော်တော်ကောင်းပါတယ်။ဘဝရှူမယ်မျက်နှာကြောလေးတွေရှော့တစ်ခုလုံးရှော့။နှာခမ်းလေးကိုပြုံးဆဆလေးနဲ့နေမယ်။တင်းထားတာလေးတွေကိုရှော့လိုက်မယ်။လက်ထိတ်လေးတွေကိုထိထားတယ်ထိထားတဲ့နေရာလေးတွေက ထုတ်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 နဲ့ energy လေးတွေစီးစင်းလေးပတ်နေတယ်။ အေးချမ်းနဲ့ငြင်းချမ်းနဲ့တိမ်ဆိတ်မှုအေးချမ်းမှုကိုကောင်းမွန်စွာလေးခံစားရနေဖြည်းဖြည်းလေးဝဝရှူရှူသွင်းတဲ့လေတွေနဲ့အတူသဘာဝရဲ့ မြတ်တာတွေဟီလင်းစွမ်းအားတွေခန္ဓာကိုယ်စိတ်နှလုံးတွေကိုစိတ်ဝင်လာသလိုယူထုတ်လိုက်တိုင်းမှာ ကိုယ်အတွက်မလိုတော့တဲ့အကျင့်စရိုက်အတွေ့အခေါ်အယူအဆစိတ်ဓာတ်ရာတွေမကောင်းတဲ့ energy အညစ်အကြေးတွေကွာကြကင်းစင်သွားတယ်လွတ်ချလိုက်တယ်ယူသွင်းလိုက်တိုင်းယူထုတ်လိုက်တိုင်းမှာကိုယ့်ရဲ့ခန္ဓာကိုယ်ဟာပေါ်ပါလာတယ် အခန်းလေးကိုပြုံးထားမယ်။ကိုယ်ရဲ့နှလုံးသားလေဗယ်အထိဒီလင်းပြုလုပ်ခွင့်ကိုပြုမယ်။စွမ်းအင်နီစီစဉ်ခွင့်ကိုပြုမယ်။ရှုသွေးရှုထုတ်နေရင်းနဲ့ကိုယ်ရဲ့ရှေးဘဝကနေပြီးတော့မြေတက်တီဟာခန္ဓာကိုယ်ရဲ့ကိုစိတ်ဝင်ပြန့်နှံ့လာတယ်။ကိုယ်ရှေးဘဝကနေပြီးတော့မိညာလူကနေပြီးတော့ အမြစ်တရားကဘာကြီးရဲ့ကိုစိတ်ဝင်သွားတယ်ကိုယ့်ရဲ့ခန္ဓာကိုယ်စိတ်နှလုံးခိုင်ခန့်လာတယ်တည်ငြိမ်လာတယ်လုံခြုံစိတ်ချမှု အားကောင်းလာတယ်မြေဓာတ်နဲ့မြေဓာတ်တည်နေအတူဘူးချက်ကရာလည်းအားကောင်းလာပါတယ်အဘိဒီလိုပုံစံလေးနဲ့တိတ်ဆိတ်စွာအေဂျင့်စွာမက်ဒီတေးရှင်းလေးဆက်လုပ်နေပါမယ်။ ဖြည်းဖြည်းလေးရှင်ဖြည်းဖြည်းလေးတော့ရင်းနေကိုကိုကျေးဇူးတင်နေစေပါမေကြီးကိုကျေးဇူးတင်နေစေမြေတက်ဒီခန္ဓာကိုယ်မှာအပြည့်သွားလို့ဝမ်းသာရစေတလောကလုံးကိုကျေးဇူးတင်နေစေအပြည့်နဲ့ meditation လေးထိုင်နေပါမယ် ဟုတ်ပြီမျိုးလုံးလေးပြောင်းဖွင့်လာခဲ့ပါမယ်ကြည်လင်စာနဲ့အားပြည့်နေတဲ့ခံစားချက်ကလေးနဲ့မျိုးလုံးလေးပြောင်းဖွင့်လာခဲ့မယ်အားလုံးပဲမင်္ဂလာညချမ်းပါမက်ဒီတေးရှင်းတူပါဝင်တဲ့သူတွေအားလုံးကျမ်းမာချမ်းသာခြင်းနဲ့ပြည့်စုံပါစေ